ဘက်ထရီတွေရွေးချယ်ဝယ်ယူတဲ့အခါမှာအဓိကမေးတာကဘယ်အင်ပါတာနဲ့မဆိုချိတ်ဆက်လို့ရလားဆိုတဲ့ဟာကိုလူမင်းများတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကဘယ်အင်ပါတာနဲ့မဆိုချိတ်ဆက်လို့ရတဲ့အပြင်ကို ထူကြတာကဒီမှာသူက Impact Brand မှာရွေးလို့ရတယ် APM မူကတော့ကျွန်တော်မီအာ60ရောက်တိတိုင်အောင်အသုံးပြုလို့ရမယ် setting လေးဖြစ်တယ် UPS မူကကျတော့ပုံမှန်အတိုင်းပဲ180အနေမှာ280ပေါ့နော်အတွင်းမှာအသုံးပြုရတဲ့မူလေးတစ်ခုပါတယ် Roman က Impactor တွေအကုန်လုံးက Hybrid ဖြစ်တယ် Hybrid Impactor တွေဖြစ်တာဖြစ်တဲ့အတွက် On Grid လဲရမယ် Off Grid လဲရရဆိုတဲ့သဘောနဲ့ဒီမှာ On Grid Off Grid ကိုတစ်ခါလဲပြသလာတာတွေ့ရမယ် Roman ရဲ့ Battery တွေအကုန်လုံးက Fully service ကိုပတ်ကောငါးနှစ်ရမှဖြစ်ပြီးတော့ကျွန်တော်တို့ impactor ဆိုလို့ရှိရင်တော့နှစ်နှစ်ရရှိမှဖြစ်ပါတယ် မင်္ဂလာပါဗျာကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်တော့ကားမဟုတ်တဲ့ product အသစ်လေးတွေကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ product တွေကိုတင်သွင်းတာက AAM Trading Company Limited ကနေတင်သွင်းတယ် AAM ကတင်သွင်းတဲ့ brand တွေထဲမှာနာမည်ကြီးတဲ့ brand တစ်ခုရှိတယ် Roman လို့ခေါ်ရဲပေါ့နော် Roman လို့ပြောလိုက်ပြီဆိုတော့လည်းကျွန်တော်ဒက်စီမီဇက်တင်တဲ့ layer 3စက်ပြက်စီးတွေမှာဆိုလို့ရှိရင်တော်တော်လေးလူကြိုက်များတဲ့ brand တစ်ခုဖြစ်တယ်ပေါ့နော်အဲဒီနေ့မှာဆိုလို့ရှိရင်တော့ Roman ကနေမှာထုတ်လုပ်လာတဲ့ battery တွေ inverter တွေနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ကဲဒီတစ်ခေါက်မှာတော့ Roman ကနေမှာထုတ်လုပ်လာတဲ့ battery တွေ inverter တွေနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲဒီ inverter မှာဆိုလို့ရှိရင်တော့ဘာတွေရှိမလဲဆိုတော့ကျွန်တော် 4.2kW တွေရှိမယ်ဟိုဘက်မှာဆိုလို့ရှိရင် 3.5kW တွေရှိမယ်အလဲမှာဆိုလို့ရှိရင် 6kW ပေါ့နော် 6kW မှာဆိုလို့ရှိရင်တော့နှစ်မျိုးရှိတယ်တစ်မျိုးက3 phase system ပါပြီးတော့ parallel ပါတဲ့ 6kW ရှိမယ်အဲဒီဘက်ကတော့ UU ပေါ့နော်ဒီကောင်မှာ parallel မှာဆိုလို့ရှိရင်ဘယ်လောက်ထိရလဲဆိုတော့ကျွန်တော် inverter မှာဆိုလို့ရှိရင်လဲ၉လုံးထိချိတ်ဆက်လို့ရရပေါ့နော် ဘက်ထရီမှာဆိုလို့ရှိရင်ဘာတွေရှိမလဲဆို51.2ဘိုးပုံမှာ100အိုးရှိမယ်200အိုးရှိမယ်300အိုးရှိမယ်ဆိုပြီးတော့3မျိုးဝင်မယ်ဒီကောင်တွေကကျတော့ကျွန်တော်ဘက်ထရီရဲ့သဘောတရားက၄တယ်အဲ့တော့တရားပြူကလွယ်ကူအောင် portable ဖြစ်အောင်ဘာလုပ်ပေးထားလဲဆိုတော့အောက်မှာဘိန်းလေးတွေတက်ပေးထားတာတွေ့ရမယ်အဲဒီဘက်ချမ်းမှာဆိုလို့ရှိရင် connection port တွေဒီဘက်မှာတော့ breaker တွေပါလာအောင်တွေ့ရရပေါ့နော်အဲ့တော့ဘက်ထရီလေးကိုတစ်ချက်ကြည့်ရအောင် okay ကျွန်တော် ဘက်ထရီကိုဖွင့်လိုက်ပြီဆိုရင်လည်းကျွန်တော် home page မှာမြင်ရမယ့် setting လေးပေါ့နော်ဒီကောင်လေးကပုံမှန်ဆိုလို့ရှိရင်ဘာလို့ပေးရလဲဆိုတော့ login ဝင်ပေးရ login မဝင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီတဲတွေဝင်လို့မရဘူးဒီကောင်လေးကတော့အခုကျွန်တော်က login ဝင်ထားပြီးွားပြီဒီဘက်မှာ login မဝင်ရတဲ့ကောင်လေးရှိတယ်ချက်ကြည့်ရအောင်ဒီကောင်က login မဝင်ရသေးဘူး login မဝင်ရသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခုခုနှိပ်မယ်ဆိုလို့ရှိရင် login ဝင်ထိုင်းတယ်။ဒင်းရဲ့သဘောတရားကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ safety ပိုင်းမှာပို့ပြီးအားသာချက်ရှိသွားမယ်။ဥပမာကိုယ့်အိမ်မှာဒီကောင်လေးကကျတော့ကျွန်တော်တို့အိမ်မှာဆိုလို့ရှိရင်လည်းဒီလိုလေးထောင်ပြီးထားရတာပေါ့နော်။အဲ့တော့ကိုယ့်အိမ်မှာကလေးတွေဘာရှိတယ်ဆိုလို့ရှိရင်လည်းကလေးတွေရှောက်ပြီးနှိမ့်လို့မရအောင် safety အနေနဲ့ထည့်ပေးထားတဲ့ function လေးတစ်ခုဖြစ်တယ်။အဲ့တော့ကျွန်တော်ကဒီမှာ login ဝင်ထားတဲ့ဟာလေးတစ်ချက်ပြ login ဝင်ထားပြီးသားဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဗာမြင်ရဆိုတော့ပထမဦးဆုံးထူးထူးခြားခြား transparency ဖြစ်တာဗာလဲဆိုတော့သူ့မှာ SOH ကိုတစ်ခါတည်းပြထားတာကိုတွေ့ရတယ် ပုံမှန်ပေါ်တော့တခြားဒီဘက်ထရီတွေမှာဆိုလို့ရှိရင် SOH ကိုစတင်တဲ့ဝင်ကြည့်ရတဲ့အပိုင်းလေးတွေရှိတယ်။ဒီမှာကတော့ Roman ကတော့ထူးထူးခြားခြားဖြစ်အောင်ပထမဆုံး home page မှာပဲ SOH က100%ရှိတယ်ဆိုလို့ရှိရင်100%ဘလောက်ရောနေလဲပေါ့နော်။အဲ့ဒါကိုအတိအကျ transparency ဖြစ်အောင်တခါတည်းပြထားတာကိုတွေ့ရမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဝင်ကြည့်လိုက်မယ်ဆိုတော့ねဘာလဲဆိုတော့သူ့ထဲမှာ share က16လုံးပါမယ်။ share 16လုံးထဲမှာပါတဲ့ bullet တွေကိုပါတခါတည်းပြထားတာကိုတွေ့ရမယ်။နောက်ပြီးရင်ဒီမှာကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ချက်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီမှာ ဩဒီကောင် login ဝင်လာဒီကောင် login ပြန်ဝင်ရတယ်ကျွန်တော် login ဝင်လိုက်မယ် login ဝင်လိုက်တော့မှကျွန်တော်ဝင်လို့ရပါအောင်ဒီကောင်လေးကကျတော့ဒီ battery ရဲ့ setting ထဲမှာပါတယ်အရေးကြီးတဲ့အသက်ပေါ့နော်ဥမာဒီမှာထူကြတာကကျွန်တော်တို့ battery တွေရွေးချယ်ဝယ်ယူတဲ့အခါမှာအဓိကမေးတာကဘယ် inverter နဲ့မဆိုချိတ်ဆက်လို့ရလားဆိုတဲ့ဟာကိုလူမေးများတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကဘယ် inverter နဲ့မဆိုချိတ်ဆက်လို့ရတဲ့အပြင်ကိုထူကြတာကဒီမှာသူက inverter brand မှာရွေးလို့ရတယ်ဒီကောင်လေးကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ ဒီကောင်ပါလာမယ်ပါလာတာကဘာလဲဆိုတော့လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့ Inverter နဲ့မကဘူးနော်တခြား Inverter ရဲ့ brand တော်တော်များများကိုပါဒီထဲမှာတွေ့ရမယ်ကျွန်တော်တို့နာမည်ကြီး brand တွေဖြစ်တဲ့ Grower တို့ Dyer တို့အကုန်လုံးကိုဒီထဲမှာတစ်ခါလဲထည့်ပေးထားတယ်ကိုကဒီ battery နဲ့ချိတ်ဆက်မဲ့ Inverter အမျိုးအစားကိုရွေးပြီးလိုက်ရုံပဲကျွန်တော်တို့မှာ Grower ဆိုလို့ရှိရင် Grower လေးရွေးပြီးလိုက်ကျွန်တော်တို့ Goi ဆိုလို့ရှိရင် Goi လေးရွေးပြီးလိုက် Dyer ဆိုလို့ရှိရင် Dyer လေးရွေးပြီးလိုက်အဲ့လိုလေးအလွယ်တကူလေးရွေးပြီးလိုက်တာနဲ့ကျွန်တော်တို့အလွယ်တကူချိတ်ဆက်လို့ရမယ်အနေထားမျိုးလေးမှာရှိတယ်ပြီးလို့ရှိရင် तू ကဒီမှာ capacity ဘောလုံးဒါ200 ohm ဖြစ်တာဖြစ်တယ်ပြဒီမှာ200 a ဆိုပြီးတစ်ခါလဲပြထားမယ်ခုနကကျွန်တော်တို့ဒီ ော့ sales ကလည်း16လုံးပါတာဆိုတော့ဒီမှာ sales 16လုံးဆိုတဲ့ဟာကိုပြထားမယ်ကျွန်တော်တို့ဒီ battery ကလည်း live full ဖြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ port type တွေအမျိုးအစားယူလို့ရတယ်ဗျာ port type တွေအများစုပါတချို့က can type တွေပါမျိုးရှိတယ် as 45တွေပါမျိုးရှိတယ်ဒီကောင်ကတခါလဲအဲ့ခါကိုပါယူလို့ရမယ်ကိုက can type လား as 45ကိုလားအဲ့ဒါကိုပါကျွန်တော်တို့ဒီထဲမှာတခါလဲယူလို့ရမယ်ဒါအပြင်တော့တဲ့ထူးခြားတာရှိသေးတယ်အဲ့ဒါလေးကဒီဘက်မှာအပေါ်မှာ discharge ပေါ့နော်ကျွန်တော်တို့ဒီ battery ရဲ့သဘောတရားက battery ရဲ့ BMS system ကပေါ့နော်ကျွန်တော်တို့ဒီ battery ရဲ့ safety အပိုင်းပေါ့နော်ရေရှည်ခန့်အောင် ဘာလို့လဲဆိုတော့အားကို30ထိအောက်ရောက်သွားရဆိုလို့ရှိရင်ပေးမတော့တဲ့အပိုင်းမျိုးလေးတွေရှိတယ်အထကိုလည်း adjust လုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင် discount ကို10%ထားထားတယ်တကယ်လို့ကိုက10%မဟုတ်5%ပဲထားခြင်းလဲဆိုလို့ရှိရင်လည်းရွေးပြီးလို့ရတယ်ဒါအပြင်ကို10%အောက်မှာထားထားပင်မဲ့10%ထားထားပင်မဲ့10%အောက်ထိလည်းသုံးခြင်းလဲဆိုလို့ရှိရင်ဘာလို့လို့ရဆိုတော့ four step ဆိုတာပါတယ် icon လေးကို on မေးထားမှာဆိုလို့ရှိရင်ကျွန်တော်တို့က ဘက်ထရီကတန်းပါဆန်အောက်ရောက်သွားရဆိုလို့ရှိရင်လည်းဒီဘက်ထရီတွေကအားတွေကိုထုတ်သုံးလို့ရမှာဖြစ်တယ်။ဒါမျိုးကတော့မသုံးသင့်ဘူးမလို့ဘလို့အချိန်တွေမျိုးမှာသုံးလို့ဆိုအရေးအကြောင်းဖြစ်တဲ့အချိန်တွေမျိုးမှာဆိုလို့ရှိရင်တော့အသုံးပြုသင့်တယ်ဆိုတဲ့အနေအထားမျိုးလေးမှာရှိတယ်ပေါ့နော်။ပြီးတော့ဒီဘက်ထရီတွေကကျွန်တော် Wi-Fi နဲ့ချိတ်ဆက်လို့ရတယ်။ချိတ်ဆက်လို့ရတဲ့ app က Solar of Things ဆိုတဲ့ app လေးနဲ့ကျွန်တော်အလွယ်တကူချိတ်ဆက်လို့ရတယ်။အဲ့ app ကိုလည်းကျွန်တော် iOS မှာပဲဖြစ်ဖြစ် Android မှာပဲဖြစ်ဖြစ် Play Store လို့မှာအလွယ်တကူ download ပြီးတော့မှဒီ battery link နဲ့လည်းချိတ်ဆက်လို့ရတယ်။ဒါလေးကတော့ Roman ရဲ့ battery ထဲမှာပါတဲ့ setting နဲ့သူ့ရဲ့ထူးခြားတဲ့အချက်လေးပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော် inverter လေးချက်ကြည့်အောင် ကဲဒါလေးကတော့ Roman ရဲ့6 kW inverter လေးကို parallel ပေါ့နော် parallel အလုံးလေးကိုကျွန်တော် set up လုပ်လိုက်တာပဲဖြစ်ပါတယ်ဒီကောင်လေးကကြတော့ကျွန်တော်တို့ parallel အလုံးဖြစ်တယ် parallel အလုံးဖြစ်တာဖြစ်တဲ့အတွက်သူ့ရဲ့အတွင်းထဲမှာဆိုလို့ရှိရင် three phase system လည်းပါမယ်ပြီးလို့ရှိရင် parallel ဆိုလို့ရှိရင်လည်း inverter 6လုံးစီချိတ်ဆက်လို့ရရပေါ့နော် Roman က inverter တွေအကုန်လုံးက hybrid ဖြစ်တယ် hybrid inverter တွေဖြစ်တာဖြစ်တဲ့အတွက် on grid လည်းရမယ် off grid လည်းရရဆိုတဲ့သဘောနဲ့ဒီမှာ on grid off grid ကိုတစ်ခါလည်းပြထားတာတွေ့ရမယ် သူရဲ့ display ကတော့ရိုးရိုးရှင်းရှင်းလေးပဲဒီဘက်ချမ်းပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ grip ကနေမှမီးအဝင်ကိုအလွယ်တကူကြည့်လို့ရမယ် solar ထိထားဆိုလို့ရှိရင်လည်း solar ရဲ့အဝင်ကိုတစ်ခါရကြည့်လို့ရမယ်အလယ်မှာအသုံးပြုထားတဲ့ AC output ဘယ်လောက်သုံးထားရဆိုတဲ့ဟာကိုတစ်ချက်ကြည့်လို့ရမယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ထူးခြားတာနှစ်ချက်ရှိတယ်ပထမတစ်ချက်ကကြတော့ဒီပေါ့နော်မီးအားဘယ်လောက်နည်းသွားနည်းသွားအသုံးပြုလို့ရမယ် setting လေးတစ်ခုပါတယ်အဲ့ဒါက balance ဆိုတော့ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ APL move ရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ UPS move ရယ်ဆိုပြီးနှစ်မျိုးပါတယ် ် APM မူကတော့ကျွန်တော်မီအာ60ရောက်တိတိုင်အောင်အသုံးပြုလို့ရမယ် setting လေးဖြစ်တယ် UPS မူကကျတော့ပုံမှန်အတိုင်းပဲ180ရာနေမှာ280ပေါ့နော်အတွင်းမှာအသုံးပြုရတဲ့မူလေးတစ်ခုပါတယ်ပြီးလို့ရှိရင်ဒီ inverter တွေကသူ့ရဲ့ battery အတိုင်းပဲပေါ့နော်သူ့ဘောသူ့ရဲ့ချိတ်ဆက်မဲ့ battery အမျိုးအစားကိုပါရွေးချယ်လို့ရတယ် battery အမျိုးအစားကိုရွေးချယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ okay ဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထဲမှာပေါ့နော်အမျိုးအစားရရှိမှာကျွန်တော် FLD လာပြီးလို့ရှိရင် USD လာ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ PY Python လားပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Lipo လား WEC လားပြီးလို့ရှိရင် SOL လားဒီ battery ရဲ့အမျိုးအစားပေါ့မူတည်ပြီးတော့မှ setting လဲရွေးချယ်လို့ရတယ်ပြောချင်တာကအဲသူတို့အတွဲအဆက်ကိုမသုံးလဲရတယ်ဒီ roman ရဲ့ inverter နဲ့တခြား battery နဲ့အသုံးပြုလို့လည်းရတယ် roman ရဲ့ battery တွေကတခြား inverter နဲ့လည်းအသုံးပြုလို့ရတဲ့အနေအထားမျိုးလေးတွေမှာရှိတယ်ပေါ့နော်အဲဒါလေးကတော့ roman ရဲ့ inverter ပေါ့နော် hybrid inverter လေးပဲဖြစ်ပါတယ် အခုကတော့ Roman ရဲ့ Imperator နဲ့ Battery ရဲ့ Service နဲ့ Armagan အပိုင်းကိုပြောရမယ့်အချိန်ရောက်လာပြီ Battery တွေပေါ့နော် Roman ရဲ့ Battery တွေအကုန်လုံးက Fully Service ကိုပတ်ကောငါးနှစ်ရမှဖြစ်ပြီးတော့ကျွန်တော်တို့ Imperator ဆိုလို့ရှိရင်တော့နှစ်နှစ်ရရှိမှဖြစ်ပါတယ် after six service ပိုင်းမှာဆိုလို့ရှိရင် one week ကာလအတွင်းမှာတခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တလုံးအစားထိုးပေးထားတာမျိုးတွေခဏဒီပြုပြနေစဉ်ကာလအတွင်းမှာခဏအစားထိုးပေးထားတာမျိုးတွေရှိမယ် spare part ဆိုလို့ရှိရင်လည်းအများကြီးရှိတာဖြစ်တဲ့အတွက် roman ရဲ့ imperator နဲ့ battery တွေကိုယုံကြည်စိတ်ကြတော့ဝယ်ယူအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်တကယ်လို့ roman ရဲ့ imperator နဲ့ battery တွေကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်အမျိုးမျိုးအနေနဲ့မှာရှိတဲ့ solar imperator battery ဆိုင်တွေမှာမင်းများဆောင်းဆန်းပြီးတော့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ကြာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါတော့ကျွန်တော် just right ကထချုံပါ